အမော်ရဲကစားကွက်မှာလုံးဝအံဝင်လာပြီးဒီပုံစံအတိုင်းသာဆိုရင်ထိတ်တန့်ဖလားနေစင်ခေါ်နိုင်တော့မယ့် United ပရိသတ်များလုံးမဲ့မိလာများရွှေရောအိုင်ဘက်ခွန်ရှိကိုအေဂျင့်ကနေပြန်လဲကြိုးစားလိုက်ပါတယ် United ကတော့တွတ်တက်မှုအပေါင်းတရဖူဆောင်းလို့အဖက်ဖက်ကနေအပေါင်းလက္ခဏာဆောင်းနေရခဲ့ပြီဖြစ်ပါတယ်တင်းရီမန်ယူအော်လန်တိုတင်းရီဆိုင်ကရိုင်လဲမသွားဆိုလို့ Leicester နဲ့ကစားခဲ့တဲ့တန်းစင်းဆောင်တိုက်ပွဲမှာ United ဟာ၃ဂိုးပြတ်နိုင်ပွဲယူပြီးအဆင့်73နေရာစီတက်လန်းသွားနိုင်ခဲ့ပါတယ်အရှိရက်ကနေထွက်တဲ့တန်လိုက်တဲ့ချင်းချင်းတွန်းကန်နဲ့အာဆင်နယ်ဒုတိယလူဖြစ်တဲ့ဘရူနိုဂိုးသွင်းတဲ့ဒါရီယာလော့ခ်တိုင်ရဲ့ပုံမှန်ပြကွက်တီလိုတော့ဖြစ်နေပြီဖြစ်ပါရင် National Rugby League ကတော့ United အရာကြီးနေပြဘွားမှာ Leicester နဲ့နှစ်ပွဲကံနှစ်ပွဲစလုံးအနိုင်ပြခဲ့ပြီး Leicester နေပြဖြစ်လာတဲ့အချိန်မှာလည်း Man United တွေ့တိုင်းအရှုံးပေးခဲ့ရတာပါ။နွားကြီးတယောက်အသိဟောင်းကိုအလုပ်ကျေးပြုတ်နေဒေါလာထင်ရပါတယ်။ဒီနေ့နဲ့ Mazario နှစ်ယောက်ကိုဈေးကျွန်းနဲ့ရိုက်လိုက်တာ United တို့တကယ်တန်ပြီးဒီကစားသမားနှစ်ဦးကတောက်လျှောက်ကိုခြေစွမ်းပြကစားနေနိုင်တယ်လို့ Heaven League ကို Arsenal C ကရိုက်လိုက်တာကလည်းတင်းရီတို့အတွက်အမြတ်ထွက်တာပဲဖြစ်ပါတယ်။ ဒါတော့ကပွဲတိုင်းအစဲခံနေရလို့လားမသိဒီနေ့ပွဲမှာရိုနယ်ဒိုဝင်ပူးသွားတယ်လို့ကစားပြသွားခဲ့ပြီးပွဲမစခင်တော့ကနေမကောင်းပဲမျက်စိနာနေတယ်လို့သတင်းထွက်နေတဲ့အိုနာနာကမယားမကဝင်ဖမ်းသွားခဲ့ပြီးမျက်စိနာနေမှပဲကလင်းရှိတွေပါတွေရသွားခဲ့တာပါစစ်တီလေးသိန်းကြီးဘလူးနိုကတော့ကွင်းလန်စင်ကစားလိုက်မှပဲပိုကောင်းလာပြီးပွဲတိုင်းဂိုးသွင်းဂိုးတွေဖန်ပြီးပေးနေတာပါဂိုးရဖို့လိုအပ်နေတဲ့ဝိုင်လန်းကလည်းပွဲ20ကျော်ဂိုးမိုးခေါင်နေမှုကိုရက်တက်နိုင်ခဲ့တာပါပွဲထွက်လူစင်းမှာဂိမ်းမှုလို့ဟာတိုင်းစင်မှာဝိုင်လန်းကိုတင်ကစားကအရေစင်း ကာနာချိုရဲ့တာဝန်နဲ့ဝန်ရံခဲ့ပါတယ်။ကွင်းထဲမှာတော့ဒါလော့ဥကာတီဘရူနိုမာရာဆာရီလို့ရှိနေပြီးခန်းစစ်မှာဟေဗန်လင်းလို့ဒီလေဂိုလမအိုနန္ဒာတို့ကိုထားကစားခဲ့တာဖြစ်ပါတယ်။လက်စတာတို့ကလည်းအဓိကကစားမအများပြားနဲ့ပဲတန်းစင်းစုံတိုက်ပွဲမှာအသုံးမှတ်ရဖို့ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ပွဲစားသုံးမိနစ်မှာလည်းလက်စတာတို့ကိုပေါက်ချင်းချောင်းနိုင်ခဲ့ပြီးအော်နာနာလက်စွမ်းပြနိုင်ခဲ့လို့သာဂိမ်မှုတို့တက်တာရခဲ့တာဖြစ်ပါရင်ပွဲစားချိန်နဲ့ဆန်းနှမိနစ်မှာအရီဆင်ရဲ့ဝေးဝိုက်ကန်ချက်ဂိုးတိုင်ထိထွက်ခဲ့တာကနှစ်မျိုးဆရာပါယူနိုက်တက်ကကစားပုံအပြင်တိုးတက်လာခဲ့ပြီးလက်စတာကိုစီးပြီးကစားနိုင်ခဲ့တာဖြစ်ပါရင်လက်စတာကလည်းတမ်ပင်တိုက်စစ်တွေကနေယူနိုက်တက်ကိုဒုက္ခပေးဖို့ကြိုးစားခဲ့ပေမဲ့အရာတော့မထင်ခဲ့ဘူးဖြစ်ပါရင်ပွဲစားချိန်နဲ့ဆက်ခွန်ရမိနစ်မှာတော့ယူနိုက်တက်တို့ဂိုးရသွားခဲ့ပြီးတမ်ပင်တိုက်စစ်ကနေဘရူနိုရဲ့ပေးပို့မှုကိုလွတ်ထွက်လာတဲ့ဝိုင်လန်ကတောက်ဖြတ်ကန်သွင်းယူခဲ့တာပါ ရောင်းပိုင်းမှာတော့ United တို့ Huailand ရဲ့ဂိုးနဲ့ဥဆောင်ထားနိုင်ခဲ့ပြီးအဖက်ဘက်ကအဆင်ပြေနေတာဖြစ်ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းပွဲချင်း56မိနစ်မှာ United တို့ဂိုးထက်ရခဲ့ပြီး Huailand ရဲ့ဖန်တီးပေးမှုကနေဂါနာချိုကန်သွင်းခဲ့တာပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဂါနာချိုရဲ့ကန်သွင်းမှုကအနည်းငယ်လူကျော်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပွဲချင်း66မိနစ်မှာ United တို့ဒုတိယဥဆောင်ရခဲ့ပြီး Bruno ရဲ့အနီးကပ်ဖန်တီးပေးမှုကနေဂါနာချိုကကန်သွင်းခဲ့တာပါ။ဂိုးသွင်းပြီးချိန်မှာဂါနာချိုဟာ Ronaldo ရဲ့နာမည်ကျော်စိုင်းမိုးပေါ်ထိုင်အောင်ပေါ်ဇန်နဲ့အောင်ပွဲခံသွားခဲ့ပါတယ်။ လက်စားကားနဲ့တံပြန်တိုက်စစ်တွေကနေလွတ်လွတ်ကျွတ်ကျွတ်အခွင့်အရေးတော့ရခဲ့ပေမဲ့ကိုရတဲ့အထိတော့မဖြစ်ခဲ့ဘူးဖြစ်ပါတယ်။ဒီလိုနဲ့ပွဲချင်း89မိနစ်မှာ United တို့တတိယမြောက်ကိုရခဲ့ပြီးဒါလော့ရဲ့ညာတော်ဝင်ကနေ Ronaldinho ဆန်းဆန်းချီအောင်ပြကျော်ထွက်လာမှုကို Bruno ကအပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ Bruno ရဲ့ကန်ချက်တည်တယ်လို့မိကိုတော့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ United အတွက်ကတော့ဒီတိုင်ပွဲဟာထိုက်တဲ့နိုင်ပွဲဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်တိုင်းပွဲစားချိန်မိနစ်90အတွင်းရှုံးဝဲမရှိတာလည်းဖြစ်ပါတယ်။ Tottenham Man U Orlando Tottenham side ကရိုင်းလဲမသွားဆိုလို့ Leicester နဲ့ကစားခဲ့တဲ့တန်းဆစ်ဆုံးတိုက်ပွဲမှာ United ဟာ3ဂိုးပြတ်နိုင်ပွဲယူပြီးအဆက်ဆက်သုံးနေရစီ ီကိုတန်လန်းသွားနိုင်ခဲ့ပါတယ်။အရှေ့ရက်ကနေထွက်တဲ့တန်လိုက်တဲ့ချင်းချင်းတွန်းကန်တဲ့အာဆင်နယ်ဒုတိယလူဖြစ်တဲ့ဘရူနိုဂိုသွင်းတယ်ဆိုတော့လောက်ခရန်ရဲ့ပုံမှန်ပြခွက်တွေတောင်ဖြစ်နေပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါမယ်။နောက်နေ့မှလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။